စနေသားသမီးများအတွက်တပတ်စာ hostel များကိုပြောပြတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ရှင်။စနေသားသမီးများကဒီကာလမှာလူကြီးမိဘကြီးခဲ့သူများနဲ့အဆင်မပြေဖြစ်ရတတ်ပါတယ်။အလုပ်ထဲမှာပြဿနာလေးများအနှဲငယ်ကြုံတွေ့ရတတ်ပါတယ်။ရှားဘူးကိစ္စအခွင့်အရေးကိစ္စများနစ်နာရတတ်ပါတယ်။ခြေတော်ခါဒူးတို့မှာစမ်းမရေးညံ့ဖျင်းရတတ်ပါတယ်။စီဝံဒုက္ခပေးတတ်ပါတယ်။ အိမ်နွေးများအစမပြေဖြစ်ရတတ်ပါတယ်။မိစေတဦးရဲ့လိမ့်လေလေပြားချင်းကိုခံရတတ်ပါတယ်။တတိထားပါ။ထူးဆန်းတဲ့ခီးတစ်ခုကိုတွားရတတ်ပါတယ်။ထိုခီးကတော့မိမိနဲ့တခါမှမရင်သေးပဲဂန္ဓာရီခီးဖြစ်ရတတ်ပါတယ်။ရဝဲမှဆွေမျိုးမိစေများကွဲခွာနေတဲ့မိစေအပေါင်းအသင်းများနဲ့ပြန်လည်ဆုံစည်းရတတ်ပါတယ်။လက်မထိခိုက်အနာတရဖြစ်ရတတ်ပါတယ်။လုပ်ငန်းသေးအကင်သစ်များ လုပ်ငန်းသစ်အကိုင်းသမားပေါ်ပေါရတပါတယ်။အရေးကြီးတဲ့ကိစ္စများကို ပြက်ပြက်သားသားနဲ့ခိုင်ခိုင်မာမာဆုံးဖြတ်ရတပါတယ်။ထွက်နေဆုံးရှုံးနေသောငွေများပြန်လည်ပြီးတော့ဝင်ရောက်လာတပါတယ်။အခွင့်အရေးဟောင်းများလည်းပြန်လည်ရရှိလာတပါတယ်။အခုညီကောင်းပေးမဲ့သူများပေါ်လာပါလိမ့်မယ်။လက်မလွတ်တမ်းတတိထားစောင့်ကြည့်နေဖို့လိုအပ်ပါတယ်။ရဝေးရောက်နေတဲ့အိမ်သားတအူးပြန်လည်ရောက်ရှိလာပါလိမ့်မယ်။ ဖျားဘူးခီးသွားရတတ်ပါတယ်။နမဲကုန်တရင်းများတောတက်လာရတတ်ပါတယ်။ရက်ဆိုင်ထားတဲ့လုပ်ငန်းများပြန်လည်ရှင်သန်လာပါလိမ့်မယ်။မိမိမျော်လင့်ထားတဲ့အရေးကိစ္စများပြည့်ဝပါလိမ့်မယ်။ရိုးရိုးသားသားလောက်ကိုင်းမကဝိဆာမတကယ်တော့တိုးတက်အောင်မြင်ရသော ကာလပဲဖြစ်ပါတယ်။လူမှုရေးမှာငရွယ်သူများရဲ့မထီမမြင်လှုပ်ခြင်းခံရတတ်ပါတယ်။အခြေရေးမှာတော့အစင်မပြေမှုများလာ၍ရက်တန်ရတတ်ပါတယ်။ ိမ်မက်နမိတ်များအနေနဲ့ကတော့ပျော်ဝဲစားထွက်ရတယ်လို့မြင်မှတ်ပါကကံအကျိုးပေးပါလိမ့်မယ်။အကျိုးပေးကဏ္ဍများအနေနဲ့ကတော့81 40 39 29စတဲ့ကဏ္ဍများပဲဖြစ်ပါတယ်။ရဲရအနေနဲ့ကတော့ထီးနီတလက်အိမ်ဖျားတွင်ဖြစ်စေမိမိမွေးနံတောင်းတွင်ဖြစ်စေလှူဒန်းပေးရမှာပဲဖြစ်ပါတယ်ရှင်။